ားသမီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီဘက်မှာလည်းတအားပြည်တွေကထူးခြားဖြစ်စဉ်တွေကိုကျမတို့ဘဆမင်းကစူးစိတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဘက်စုစည်းရရှိထားတဲ့သတင်းတွေကတော့တမ်ဒတ်ထီယာညာရဲ့စစ်ကြောင်းကို SSPB ကတိုက်ခိုက်တဲ့သတင်း။စစ်ကောင်စီတရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တက်တာလေးဦးတေဆုံးပြီးကလေးငယ်အုပ်အပါဝင်16ဦးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းအပြင်ခြားသတင်းတွေကြားရမှာပါ။ င်းမဆုံးအနေနဲ့နောက်ဆံမျိုးမြေပြိုပြီးတာဖတ်တည်ဆုံးတဲ့သတင်းဖြစ်ပါတယ်။ဒီသတင်းကိုလေးပိုခရကစူစီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ပြည်နမ်ဆန်မြို့ရက်ကွက်ရှိမှာမနေ့ဇွန်လ26ရက်နေ့မနက်ကမြေပြိုတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီမြေပြိုတဲ့ဖြစ်စဉ်ဟာမနက်3နာရီအချိန်မှာဖြစ်ပြီးမိုးကြီးနေတဲ့အချိန်ဖြစ်နေပါတယ်။မိုးကြီးတာကြောင့်မြေပြိုချခဲ့တာဖြစ်ပြီးတော့ဖြစ်စဉ်အတွင်းမှာအသက်36နှစ်အရွယ် ဥညွဝင်းနဲ့အသက်၃နှစ်အရွယ်မခိုင်တစင်မြစ်တို့တာဖာနူပြိုကျလာတဲ့မြေကြီးတွေနဲ့ပြီးမိပြီးတည်ဆုံသွားတာဖြစ်ပါတယ်။မြေပြိုတဲ့နေရာကိုတော့ဒေတာခန့်ပြည်သူလူထုနဲ့လူမှုကွန်ရက်ရဲ့တင်တဝင်ရှိသူတွေကဥညီကစရေးလုပ်ငန်းတွေဝိုင်းဝန်းလှုပ်ဆောင်ခဲ့ကြရပါတယ်။ပြီးခဲ့တဲ့မေလနောက်ဆုံးပတ်မှာလည်းမိုးအဆက်မပြတ်ရွာသွန်းတာကြောင့်နမ်ဆန်မြို့ကတချို့နေရာတွေမှာမြေပြိုတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပြီး နမ်ဆယ်မြေပြိုတဲ့အလားတူဖြစ်ရမျိုးပြီးခဲ့တဲ့2023ခုနှစ်မှာလဲနမ်ခမ်မြို့နယ်ထဲကပန်စေအုပ်စုဝါလူရွာမှာတလင်းငယ်တူနဲ့အသက်65နှစ်အရွယ်မျိုးသမီးတူမြေပြိုလို့အသက်တေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပူပါတယ်။နမ်ဆယ်မြို့မှာမြေပြိုတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားလေးရှိပြီးနေအိမ်အများစုကလည်းကြောက်ကန်ပါတွေနဲ့နှိကက်နေတာကြောင့်မြို့ခံမိဘပြည်သူတွေအနေနဲ့မောဆမပြက်ရွာသွင်းနေတဲ့အခါမှာ မြေပြောတဲ့ကြောက်ကံပါတွေနာကနေတိမ်းချောင်နေထိုင်ကြဖို့လိုအပ်ပါတယ်ရှင်ကျမလွေပုခရပါမွေးရစည်းဝါနဲ့လက်နက်ခဲရံအများပြားကိုတအောင်ပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိတဲ့တရင်မှာဒီတရင်ကိုလေးဖော်လိုပါကတင်ဆက်ပေးသွားမှာပါ။ ခိုင်မြို့နယ်မိုင်းငုံမြို့နယ်ကမူရစေဝါရောင်းဝယ်နေတဲ့မြို့သားနှုတ်ဦးကိုတောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့တွေကပြခဲ့တဲ့ဇွန်လ20ရက်နေ့မှာဖမ်းဆီးရမိခဲ့ပါတယ်။ခုခိုင်မြို့ကဖမ်းဆီးရမိတဲ့ဖြစ်စဉ်ကတော့ရက်ွက်ရှိမှာနေထိုင်တဲ့ကျော်နယ်ထွန်းဆိုတဲ့ဒူစီကနေရမစီပြနှစ်သိန်းနေတောင်းပြဗိမဲငါချက်သားတိန်စီရမိပြီးတော့မူရစေဝါရောင်းဝယ်ရမှာအတုံပြူတဲ့ကာတစီဖုန်းလေးလုံးနဲ့တက်ပလက်တစ်လုံးကိုပါတိန်စီရမိခဲ့ပါတယ်။ ခုခိုင်မြို့အတွင်းမှာမူရစ်စေဝါတွေပပျောက်စေဖို့အတွက်မြို့နယ်ရဲတပ်ဖွဲ့တွေကရှောင်းတကင်းစစ်ဆေးတာတွေပြုလုပ်နေပြီးကျော်နယ်ထွန်းစုတူကိုဒေတာခံပြည်သူတွေရဲ့တရင်ပေးဖို့ချက်အရတွတ်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။မိုင်းငုံမြို့နယ်ကဖမ်းဆီးရမိတဲ့ဖြစ်စဉ်မှာတော့မဝေးကျေးရွာမှာနေထိုင်တဲ့ဦးအိုက်ဆိုင်စီမှာရမတ်စေပြား198ပြားနဲ့မူရစ်စေဝါနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်ပြီးစစ်ဆေးရေးဂိတ်မှာဖမ်းဆီးရမိခဲ့တာပါ။ ။မွေးစေဝါနဲ့အတူဖန်စီရမိတဲ့အဲ့ဒီအမျိုးသားနှစ်ဦးကိုတောင်းပြရတဲ့ဘက်ကမွေးစေဝါတက်ဖြည့်ရဦးရည်နဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကလည်းနမ်ဆန်မျိုးကမွေးစေဝါတုံးဆွဲတဲ့အမျိုးသားတဦးကို မြို့နယ်ရတဲ့ဘက်ကဖန်စီရမိခဲ့တာဖြစ်ပါတယ်။ကျွန်မလွေပူတော်ပါပါရှင်။တောင်ပြေကြောင်မင်းနဲ့မိုးကုံမြို့တွေမှာစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့အရတား၄ဦးတေဆုံးပြီး16ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စာတင်ကြောင်းဖုန်ကြီးကြောင်းနဲ့လူနေအိမ်တွေလည်းထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။ဒီတဲ့င်းကိုကျွန်မလေးဘောစမင်းကစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်မှကြားတောင်ပြည်မိုးကုံမြို့အုံခိုင်းရက်ွက်ထဲမှာစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံတလုံးဂျွန်လ25ရက်ကလာရောက်တေချာခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုထဲမှာကလေးငယ်အပါအဝင်အရတားပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လူလူအိမ်မောကြချင်းည7နာရီဝန်းကျင်မှာစစ်ကောင်စီကလာရောက်တိုက်ခိုက်တာဖြစ်ပါတယ်တိုက်ခိုက်မှုတွေမှာတန်ရာရှိမှုအပြင်နေအိမ်၅လုံးနဲ့ဖုန်ကြီးကြောင်းထိမှန်ပျက်စီးခဲ့ပါတယ်24ရက်နေ့တုန်းကလည်းတောင်ပြည်ကျောင်းမဲမြို့မှာပေါင်900ဘုံနှလုံးလာရောက်တေချာတိုက်ခိုက်ခဲ့ရမှာအရတားပြည်သူ၄ဦးတေဆုံးပြီးကလေးငယ်2ဦးအပါအဝင်14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စာတင်ကျောင်းနှစ်ကျောင်းနဲ့လူနေအိမ်59အိမ်လည်းထိမှန်ပျက်စီးခဲ့ပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းရံကိုရှောင်ရှားနိုင်ဖို့မြပြပြည်သူများအနေနဲ့လေကြောင်းရံလမ်းညွန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းအပ်ပါတယ်ရှင်။ကျွန်မဧဘစမင်းပါ။မမမြို့နယ်မှာမိမိတို့တောင်တမ်တော်ထရနာရဲ့စစ်ကြောင်းနဲ့ရဲတပ်ဖွဲ့တွေကို SSPB SSA ကချုပ်ကိုတိုက်ခိုက်တဲ့တရင်ကြားရဖို့ရှိပါတယ်။ဒီတရင်ကိုလေးပေါ်လဘကတင်ဆက်ပေးသွားမှာပါ။ တောင်ဖြစ်တမလေးနဲ့မြေဖြစ်တဲ့မုံမိတ်မြွနဲ့အတွင်းမှာလုံချုံရဲရစစ်ကြောင်းထွက်ကင်းလဲနေတဲ့မိမိတို့တောင်တမတော် TNW ရဲ့စစ်ကြောင်းကိုရှမ်းပြည်တပ်သက်ရေးပါတီလို့ခေါ်တဲ့ SSPP SSA တပ်ဖွဲ့ကနေမနစ်ဂျွန်လ23ရက်နေ့မနက်ပိုင်းမှာခြုံခုပစ်ခတ်တိုက်ခဲ့ခဲ့ပါတယ်။ဖြစ်စဉ်ကတော့မိုးဟောက်ကြီးရွာအုပ်စုအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးနှစ်ကြိမ်တန်တန်လက်နက်ငယ်တွေနဲ့ခြုံခုပစ်ခတ်တိုက်ခဲ့ခဲ့တာပါ။ဒါအပြင်ရှမ်းပြည်တွတ်တက်ရေးပါတီ SSPP SSA တပ်ဖွဲ့အနေနဲ့ မိမိတို့တောင်တက်မတော် TNW ရဲ့စစ်ကြောင်းရှိတဲ့နေရာကိုနေ့လယ်7နာရီဝန်းကျင်မှာတစ်ကြိမ်ည7နာရီကျော်မှာတစ်ကြိမ်လက်နက်ကြီးနဲ့နှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့တက်ခဲ့ခဲ့ပါသေးတယ်။ SSBP SSA ရဲ့ဂျွန်လ23ရက်နေ့ခြုံကိုပြစ်ခတ်တက်ခဲ့မှုအတွင်းမှာမိမိတို့တောင်တက်မတော် TNW ဖက်ကထိခိုက်ဒဏ်ရာရတာမရှိပေမဲ့ပြစ်ခတ်တဲ့ဂျွန်လ15ရက်နေ့ဟုဆွန်တောင်ဖြစ်စင်မှာတော့ SSPP SSA ရဲ့တဖက်သက်ပြစ်ခတ်တက်ခဲ့မှုကြောင့်မိမိတို့တဖက်ဝင်အုပ်အသက်ပေးလှူခဲ့ရပြီး ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဝှစ်စွန်တောင်စခန်းဟာမိမိတို့တောင်တက်မတော် TNW တက်စခန်းဖြစ်ပြီးရှမ်းပြည်တွတ်တက်ရေးပါသည့် SSPP SSA တပ်ဖွဲ့ကနေမိမိတို့တပ်ဖွဲ့ဝင်တွေမရှိတဲ့အခိုက်မှာဝင်ရောက်တက်ဆွဲခဲ့တာဖြစ်ပါတယ်။မိမိတို့တပ်ဖွဲ့ဝင်တချို့တက်စခန်းကိုပြန်လာတဲ့အချိန်မှာ SSPP SSA ကနေလက်နက်ငယ်တွေနဲ့တပ်ဖက်တပ်ပြခတ်တက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရှမ်းပြည်တွတ်တက်ရေးပါသည့် SSPP SSA ဟာပြခတ်တဲ့တတိယနှစ်ခွင်စစ်စင်ရဲ့ဒုတိယပိုင်းမှာလည်း တီဘောမျိုးနယ်ထက်ကကြံခင်းရွာအနီးမှာစစ်တုံးပတချို့တင်ဆောင်လာတဲ့မိမိတို့ PSLF TNW ရဲ့အုပ်ချုပ်ရေးဌာနရဲ့တီဘောမျိုးနယ်မှုဗိုလ်ကြီးနယ်အုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးဗိုလ်ကြီးနယ်အုပ်နဲ့အတူလိုက်ပါလာတဲ့တပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျမလွေပူလိုပါပါရှင်။နောက်ဆုံးတစ်ပုတ်ကတော့နောင်ချုံမြို့နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းဒရုန်းနဲ့လက်နက်ကြီးတွေစတိုက်ပစ်ကူပေးတဲ့တရေမှာ ဒီတရင်ကိုလေးဖို့လဘကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပါပါဘူး။ပါဘူး။အောင်ပြည်တမဟာတုံးနယ်မြေနှုံချုံမြို့နယ်စစ်မြေပြင်မှာစစ်ကောင်စီတပ်ကလေကြောင်းဒရုန်းနဲ့လက်နက်ကြီးပစ်ကူတာတွေဆက်တိုက်ပြုလုပ်နေပါတယ်။ ဇူလ24ရက်နေ့တိုက်ပွဲဖြစ်ပွားတဲ့နောင်အောင်လက်ပံကုန်းရွှေတွင်းမြက်ချီနုလုံးဆန်ကုန်းတာအုံတိနဲ့ဆမဆဲကျေးရွာဧရိယာတွေမှာစစ်ကောင်စီဖက်ကလေကြောင်းပုံကျဲမှု130လုံးဒရုန်းပုံကျဲမှု60လုံးနဲ့လက်နက်ကြီး53လုံးပစ်ကူတက်ခတ်ခဲ့ပါတယ်။နောင်အောင်ကျေးရွာမှာတော့လေကြောင်းနဲ့ပုံ52လုံးဒရုန်းနဲ့23လုံးလက်နက်ကြီး19လုံး ။အုံတိနဲ့ဆမဆက်ကျေးရွာမှာဒရုန်းနဲ့39လုံး၊လုံဆန်ကျေးရွာမှာလေကြောင်းနဲ့ဘုံ59လုံးနဲ့လက်နက်ကြီး32လုံး။ကျောက်တော်ကြီးွာမှာလေကြောင်းနဲ့ဘုံနှလုံး၊ရွှေတွင်းွာမှာလေကြောင်းနဲ့တုံး၁၈လုံး၊မြချင်းတို့ကြီးွာမှာတော့လေကြောင်းနဲ့တလုံး၊အုံမခါကြီးွာမှာလက်နက်ကြီး၄လုံးအုံပြူပြုကူပေးခဲ့ပါဗျ။23ရက်နေ့မှာတော့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၁၂၂လုံးနဲ့လေကြောင်းဖြင့်ဘုံ၄၉လုံးပြုကူပေးတိုက်ခိုက်ခဲ့ပါဗျ။ ငလီဒန်တစ်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းများကောင်းမွန်စွာဆောင်ရွက်ပေးနိုင်ဖို့အတွက်မိမိတို့ညီနောင်မမိတ်တုံးဖက်ကအပြည့်အတလတတန်ထတူထားပါတယ်။အပြည့်အကာလကိုစစ်ကောင်စစ်တပ်ကအခွင့်ကောင်းယူပြီးမိမိတို့တောင်းတက်မလို့ TNLV တရှိရာကိုထိုးစစ်ဆင်တက်ခတ်ပြီးနေ့စဉ်တက်ပွဲဖြစ်ပွားလျက်ရှိနေပါတယ်။ကျွန်မလူကိုပါပါရှင်။တိရပတ်ဒရေနေရာတော့တလာပါပဲရှင်။တောင်းတီဗီကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်။ မိဘပြည်သူအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်